အလောအလောမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေ။အလောကင်နေစင်ပြကြပါရဲ့လား။ကျွန်တော်ရဲ့ channel လေးကနေအလောကင်ခွန်လန်းနေလေးလိုက်ရင်းနဲ့ကျွန်တော်တို့အလောကင်ခွန်လန်းနေရရှိပိုင်ဆိုင်ကြပါစေလို့ဥစွာဆန္ဒပြုပါရစေနော်။နောက်ဆိုရင်ကျွန်တော်တို့ဒီကနေ့အတွက်ဆက်ပြီးတော့လေ့လာကြည့်အောင်နော်။ဒီကနေ့အတွက်29ရက်နေ့6လပိုင်းအတွက်ကတော့ organization ကိုခုကနေလောက်ကင်အဲစုစုပေါင်း14ခုတီကိုထပ်မှပိတ်ခေါ်ထားတာ။ တွေ့ရပါတယ်။အော်ဒီကနေ့အတွက်ပထမဆုံးဖွဲ့စည်းတစ်ဖွဲ့ကိုကြည့်မယ်ဆိုရင် IRC organization ကစစ်တွေအတွက်ပေါ့နော်။ corner position ကတော့ referral project assistant ဆိုတဲ့ position ဖြစ်ပါတယ်။အဲနောက် organization တစ်ခုကတော့အဲ F EFXB ဆိုတဲ့ organization ကမန္တလေးဒေသအတွက်ကို pharmacist အာ position မှာ pharmacist ကတော့ C ဘိုင်းဆိုင်ရာနဲ့သက်ဆိုင်တဲ့ position ဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ MTSTM ဆိုတဲ့ organization ကချောင်းစုံ township monster အတွက်ကို township facilitator ဆိုတဲ့ position ခေါ်လာတာရှိပါတယ်အဲနောက်တစ်ခုကတော့နောက်တစ်ဖွဲ့ကတော့ IRC ပါပဲ IRC ကမြจีนအတွက်ကိုခေါ်ထားတဲ့ position ကတော့ laboratory technician နော်ကျွန်တော်တို့တက်ခွဲခန်းဆိုင်ရာနဲ့ပတ်သက်တဲ့ position လေးဖြစ်ပါတယ် နောက် organization တခုကတော့ NRC ကဖြစ်ပါတယ်ရန်ကုန် base အတွက်ကို shelter and settlement coordinator ဆိုတဲ့ position ဖြစ်ပါတယ်နောက် organization တခုကတော့ UNESCO မြန်မာကရန်ကုန်အတွက်အဲ position နှစ်ခုခေါ်လာတာရှိပါလေ position တော့အလောက်ကိုင်ခွင်လန်းနှစ်ခုပေါ့နော်ပထမတစ်ခုကတော့ proposal ခေါ်ထားတာဗျသူက call call for proposal teacher capacity building program for learning center เนาะကျွန်တော်တင်ကြားရေးဆရာအတွက်ကျွန်တော် capacity building လုပ်ပြီးဖို့အတွက် proposal ခေါ်ထားတယ်အဲအလောက်ကန်ခွင့်လန်းဖြစ်ပါတယ်အုပ်စုလိုက်လျှောက်ထားနိုင်တယ်လျှောက်ထားတင်တဲ့အလောက်ကန်ခွင့်လန်းဖြစ်ပါတယ် union school ကဖြစ်ပါတယ်လို့အဲနောက်တစ်ခုကတော့ UNESCO မြန်မာကပဲကျွန်တော်တို့ call for proposal အဲဂျပန် Japanese language program ပေါ့နော်ဂျပန်စာသင်ကြားပေးဖို့အတွက် proposal ခေါ်ထားတဲ့ position group position ဖြစ်ပါတယ်လို့ဒါတော့လောက်ကန်ခွင့်လန်းနှစ်ခုကြီးကြီးဖြစ်ပါတယ်လို့နော် organization တစ်ခုကိုကြည့်မယ်ဆိုရင် medicine june monday ဆိုတော့ organization ကတော့ရန်ကုန်တက်ကို SHRH consultancy position ဖြစ်ပါတယ်ဒီ position ကတော့ SHRH ဆိုတဲ့သူကောက်လေးကိုတော့ဒီစိဝင်ရောက်လေ့လာပေးဖို့လိုမှာဖြစ်ပါတယ်။နောက် organization တစ်ခုကတော့ SCI ကတော့ကရင်ကြာ sortation စကိုင်းအတွက်ကို uh, call for expression of interest in education ဘောနော် education တဲ့ဆိုင်တဲ့အဲ proposal call လေးဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော် MPG organization ကတော့ကျွန်တော်ရန်ကင်းထောင်ရှိရန်ကုန်တက်ပေါ်နော် final officer position ခေါ်ထားလာဖြစ်ပါတယ်လို့ဒီလောက်ကန်ခွန်းလန်းတွေကတော့ကျွန်တော်ဒီကနေ့29ရက်နေ့6လပိုင်းအတွက်ထပ်မဖိတ်ခေါ်ထားတဲ့အလောက်ကန်ခွန်းလန်းတွေဖြစ်ပါတယ်လိုအပ်တဲ့ညီကောင်မောင်နှမတွေတဲ့ဝင်ရောက်လည်လာပြီးတော့ဒီစိတ် ရှောက်ထားပြဖို့ရန်အတွက်ဖိတ်ခေါ်ပါရနော်ဗီဒီယိုကိုအဆုံးထိလိုက်ပါနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် channel လေးကိုလည်း like share and subscribe လုပ်ထားပြဖို့လည်းမျှတရက်ခံပါရနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်